ဒီကနေ့ပြောပြပေးမယ့်ဇလန်းလေးကတော့ဆုံးမရွာမှာမေးဖွားလာခဲ့တဲ့ကန်စိုးသူဝေစာကလေးငယ်လေးအတွက်လက်စားပြန်ချေခဲ့တဲ့ဖခင်ဖြစ်သူရဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာပါမိခင်တူရဲ့နာကျင်စွာအော်တန်တဲ့အတူကလေးငယ်တူဝေးဖွားလာခဲ့ပါတယ်။ ဟာယောက်ျားလေးပဲယောက်ျားလေးလက်တဲ့ရဲ့ယောက်ျားလေးဆိုတဲ့စကားတန်ကိုကြားချိန်မှာတော့ဘေးမှရေတံတွေထွက်ပေါ်လာခဲ့ပြီးအဲဒီနောက်မှာတော့ဝမ်းဆဲတဲ့အပါဘေးနာက အမျိုးသမီးတွေဟာဥကောင်းပြန်တဲ့အတူဥကလီစာတွေတွဲလောင်းစနေခဲ့တဲ့သုံးမာတွေအတွင်ပြောင်းလဲသွားခဲ့ကြပါတော့တယ်ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ကလေးမွေးဖွားတဲ့အမိခင်ကလည်းညီညွတ်တယ်နဲ့အတူတူဦးကလေးစားလေးအတွဲလိုက်နဲ့ဦးကောင်းပြုတ်ထွက်လာခဲ့ပါတော့တယ်။ပြီးရဲ့အချိန်မှာတော့ဆုံးမလေးဦးဟာမွေးစားကလေးငယ်ကိုဝိုင်းဝန်းစားတော့နေကြပါတော့တယ်။အော်မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးအမျိုးသားတအူးကျေလောင်စွာအဟစ်ပြေးလာခဲ့ပါတယ်။ခလင်းငယ်ကို ကူညီဖို့အတွက ဒုတိယချောင်းနဲ့အတူဆုံးမတွေကိုရိုက်ထုတ်ခဲ့ပေမဲ့ကလင်းနေကိုတော့မကာကွယ်နိုင်ခဲ့တော့ပါဘူး။ဇာရာမတ်တိတ်နေကြတဲ့ဆုံးမတွေကကလင်းငယ်ကိုအယိုးပါမကြအောင်စားတောက်လိုက်ပြီပဲဖြစ်ပါရဲ့။အမျိုးသားကနောက်ကျင်စွာနဲ့အော်ဟစ်နေခဲ့ပြီ။မင်းဘယ်လိုလုပ်လိုက်တာလဲ။ဒါဘယ်လိုဖြစ်ရလဲ။ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါမင်းရဲ့ကလေးပဲလေ။အမျိုးသားကအော်ဟစ်နေခဲ့ပြီးဆုံးမလျောင်းနဲ့အတူတိုက်ခိုက်နေခဲ့ပါတော့တယ်။ ဆုံးမတွေကအမျိုးသားကိုဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် အမျိုးသားရဲ့ခြေစလုံးလက်မပခုံးတွေပါဝင်တကူလုံးမှဒဏ်ရာအများပြားရရှိခဲ့ပါတော့တယ်။သူ့ရဲ့တကူလုံးကဒဏ်ရာတွေကလည်းတွေးတွေစီးကြနေကြတာမို့လက်ဆက်တဲ့တွေးနံကိုရပြီးဆုံးမတွေကအမျိုးသားကို စားသုံးကြလာကပုံမလို့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတော့တယ်။ အမျိုးသားကတော့တိုက်ခိုက်နေရင်ဆုံးမတွေကို မနိုင်မန်းတီးတော့တဲ့အတွက် အော်ဟစ်ပြေးလွားခဲ့ကတရွာလုံးကိုပတ်ပြီးအိမ်င်းကြီးတွေထံမှာအကူအညီတောင်းခဲ့ပါတယ်။ဆုံးမတွေကတော့သူ့နောက်ကိုတဲကြီးမဲကြီးလိုက်လာခဲ့ပါတယ်။ကောင်လေးကဘလို့ပဲအကူအညီတောင်းတောင်းရွာကြီးအတွင်းကတိတ်ဆိတ်လို့ကိုညီသူကိမ့်မဲ့နေခဲ့ပါတယ်။ အပြူသားကတဖြည်းဖြည်းနဲ့ပြေးရင်အားရင်ကုန်ခန်းလာတဲ့အတွက်အနည်းမှရှိတဲ့အင်ဂျီတအင်စီပြေးဝင်ဖို့ကြိုးစားလိုက်ပါတော့တယ်အမျိုးသားကအိမ်ထဲကိုခွင့်မတောင်းဘဲတကားဖွင့်ပြီးတော့ဝင်လိုက်ပါတယ်ကြံကောင်းချင်တော့အိမ်တကားကချက်ချမထားဘဲအလွယ်တကူဖွင့်ဝင်သွားနိုင်ခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့အချိန်မှာတော့အမျိုးသားကတကားကိုပိတ်လိုက်ပြီးအိမ်ထဲမှာ အိမ်ရှင်ကိုရှာဖွေလိုက်ချိန်မှာတော့ သူ့ရှိမှရှိနေခဲ့တဲ့ဥကောင်းတဲ့ကိုရင်းကလေးစာတွေမပါရှိတော့တဲ့ကိုလုံးကိုရဲကြီးကိုသာတွေ့လိုက်ရပါတယ်ဟမ်ဘလို့ဖြစ်တာလဲဒီတရွာလုံးကဆုံးမပြီပဲလားအမျိုးသားကရေရွက်လိုက်မိပါတယ်အိမ်ထဲမှာတော့မှောင်မဲနေခဲ့ပြီးဗရင်းဘောက်ကအလင်းအောင်တချို့သာဖြာချနေခဲ့တာပါအမျိုးသားကကြောက်လန့်နေခဲ့ပြီးမြေ အပြင်ဘက်ကစုံမရရဲ့လက်ကလွမြောက်ဖို့ဒီအိမ်ထဲမှာဆက်ပြေးနေဖို့ကိုသာရွေးချယ်ခဲ့လိုက်ပါတော့တယ်။အိမ်ကြီးရဲ့ပပလည်းမှာတော့စုံမလေးယောက်ကဝိုင်းဝန်းလှည့်ပတ်နေက အမျိုးသားကို ချောင်းမြောင်းနေခဲ့ပါတယ်။အမျိုးသားကတော့အိမ်ထဲမှာပုံအောင်နေရင်ကဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေမိပါရဲ့။သူကထိုင်နေရင်သူ့ရဲ့အိတ်ကတ်ထဲကမိစ်စ်တလုံးကိုထုတ်ယူကမိစ်စ်ချက်ထားတာရင်ထိုင်နေခဲ့လိုက်ပါရဲ့။ စိတ်ထဲမှာတော့ကြောက်လန့်မှုတွေကတစားတစားတိုးပွားလို့နေခဲ့ပါတယ်။ကြောက်ကြောက်နဲ့မိချစ်ကိုချစ်ထားရင်ကသူ့မှာအတွေ့တစ်ခုရုတ်တရက်ပေါ်ပေါလာခဲ့ပါတော့တယ်။အဲဒါကြောင့်လေသူကချက်ချင်းထလိုက်ပြီးတဲင်းမတ်ကိုဖွင့်လိုက်ကစုံမတွေကို ခေါ်ယူခဲ့လိုက်ပါတယ်။အပြူသားရဲ့အတံကိုကြားပြီးရဲ့အနာမှာတော့အနာကိုရောက်လာတဲ့ဆုံးမတွေက သတင်းပေါက်ပွင့်နေတာကိုတွေ့တဲ့အချိန်မှာအမျိုးသားကိုစားတောက်ဖို့အတွက်အိမ်ထဲကိုစုရုံးဝင်ရောက်လာခဲ့ကြပါတော့တယ်။ဆုံးမတွေအကုန်အိမ်ထဲကိုရောက်တဲ့အခါမှာတော့အမျိုးသားကမိချစ်ကိုချစ်လိုက်ပြီးအိယာပေါ်ပြစ်တင်လိုက်ပါရဲ့။အိမ်ဟာပေါ်ဖြစ်နေတဲ့အတွက်မိတောက်တွေကလောင်စာအောင်ကောက်ကောက်နဲ့တောက်လာနေကြပါတော့ရဲ့။ဆုံးမတွေအားလုံး ပူလောင်လုံးတာမို့အော်ဟစ်နာကျင်နေခဲ့ပါတော့တယ်။မင်းငါ့ကိုအပြစ်မတင်ပါနဲ့မင်းလှရဲ့။မင်းကငါ့ကိုအရင်လှည့်စားပြီးငါကလေးကိုစားခဲ့တာမဟုတ်လား။မင်းတို့ရဲ့အားလုံးကမကောင်းဆိုးဝါးတွေပဲ။ပြောပြရတဲ့အမျိုးသားလေးအိမ်မော်ကနေခုန်ချထွက်ပြေးသွားပါတော့တယ်။ကောင်းမြတ်ဆုံးမတွေကတော့မိဟုကြောက်တဲ့သူတွေဖြစ်တဲ့အတွက် ူတို့တွေအားလုံးကအပြင်ပြန်ထွက်လို့မရကြတော့ပဲမိရဲမှာပိတ်မိနေခဲ့ပါတယ်။အမျိုးသားကတော့ဆုံမတွေကိုမိရဲမှာထားခဲ့ပြီးတဲ့အခါသူ့မိန်းမမေလာရဲ့အိမ်ကိုအပြေးသွားလိုက်ပါတယ်။ပြီးတဲ့အချိန်မှာတော့ဓာတ်စီဘုံကိုယူလာခဲ့ကမိတာကိုပုံမှုအားကောင်းဖို့လှုပ်ဆောင်လို့ဆုံမတွေကို အဆုံးသတ်ခဲ့လိုက်ပါတော့တယ်။ဆုံမတွေအားလုံးလည်းမိရဲမှာလောင်ကျွမ်းအော်ဟစ်နေခဲ့ကြပြီးနောက်ဆုံးမှာတော့ ြာပုံအတိအင်ကြီးနဲ့အတူဆုံးမတွေအားလုံးလည်းတည်ဆုံးပြောက်ကွယ်သွားပါတော့တယ်။မနက်ခင်းကိုရောက်လာတဲ့အချိန်မှာတော့အမျိုးသားကဆုံးမတွေကိုမြှို့ထားတဲ့အိမ်ကိုသွားကြည့်ခဲ့ပြီးဆုံးမတွေတည်ဆုံးလားမတည်ဆုံးဘူးလားဆိုတာကို စစ်ဆေးကြည့်ချိန်မှာတော့အားလုံးတည်ဆုံးပြရာကိုတည်တဲ့အချိန်ရွာတွေကနေထွက်ခွာသွားပါတော့တယ်။သူ့ရဲ့ဇနီးဟန်ကိုလည်းစိတ်ထဲကနေထုတ်ပြလိုက်ပြီး အပီးအပိုင်ထွက်ခွာခဲ့လိုက်ပါတယ်။ဇလန်းလေးကိုတော့ဒီလောင်းနဲ့ပဲရန်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်။အားပေးကြည့်ရှုခင်စားလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။